ားလုံးပဲမင်္ဂလာပါရှင်။ခေတ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘူဂျုံထုံးမြတ်နိုင်ဤတီနီယာနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ယုံကညွန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နှင့်ပလဝမ်းမြို့နယ်အတွင်းတည်ရှိနေနိုင်သည့်ဘိုးချုပ်ထုံးမြနာဤတည်နေရာနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ် AACOC ချုပ်ဘိုးချုပ်ထုံးမြနိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်သောနေပြည်တော်စစ်ရုံးဤရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးတွင်ထို့သို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါရယ် ရှခုနှစ်ဩဂုတ်လ30ရက်နေ့ AAC ဦးစီးချုပ်ဘုချုပ်ထုံးမြနိုင်ကမောင်တော်မရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုဓာတ်ပုံများနဲ့တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်းဤတီနီယာနှင့် AA ယုံဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါသည်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမိများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရှိရပါသည်။ ရှင်ပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူစစ်မဟာဗျူဟာကိုအရှိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထဲဖော်နိုင်ရေးနှင့်နေမည်စိုးမိုးမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးသမားများစစ်တပ်နှင့်အဆင်ပြေနေသောရခိုင်လက်နက်ကိုင်များစစ်တပ်လိုလာသောရခိုင်စီးပွားရေးသမားများထံမှအကြံဉာဏ်များရယူရန်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါသည်ဆလဘီခမရ15အနီကလေတိရွာစစ်တပ်ပူပေါင်းစစ်စေးရိတ်ကိတ်စီးနှင်းတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် မန္တလေးတိုင်းမြင်းချံမြို့နယ်လေတိကျေးွာရှိဥပေါင်းစစ်စေးရိတ်ဂိတ်ကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့တယ်လို့ဇီရိုးပြောက်ကြားတပ်မဟာမြင်းချံခရိုင်တရင်ခုနှစ်စီကသိရပါတယ်။မြင်းချံအခြေစိုက်ခမရ15နှစ်နှစ်မိုင်အကွာရှိစစ်ကော်မရှင်တန်းရဲနေပြူစော်တီပူပေါင်းတပ်ဖွဲ့အင်အား90ဦးခန့်တပ်ဆွေးနေတဲ့အဲ့ဒီစစ်စေးရိတ်ဂိတ်ကိုနိုဝင်ဘာ၄ရက်မနေ့နေ့လယ်၂နာရီမှာစီးနှင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။မီတာ100လောက်အကွာကနေပြစ်ခတ်နိုင်ခဲ့တယ်။ ဘန်ကာအတွင်ပြည်ဝင်ပုံနာကိုကျွန်တော်ရဲ့ရဲဘော်ပော့ဘာက RPG နဲ့ပစ်ခတ်ခဲ့ရာဘန်ကာတိမှန်ခဲ့ပြီးလွင့်စင်ပြီးအထိနာခဲ့တယ်။ကျွန်တော်တို့ခွာစစ်စင်တဲ့အခါမှာလေဒလနအူးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဇီရိုပြောက်ကြားတက်မဟာတယင်းမှုဘိုးသက်ကြီးကသတင်းဌာနကိုပြောပါတယ်။စစ်စရေးကိတ်ဘန်ကာတွေကိုထော်လန်ရေးတပ်တွေကပစ်ခတ်တဲ့ RPG ပုံသီးတိမှန်ခဲ့တာကြောင့်ဘန်ကာတွေအတွင်းရှိစစ်ကော်မရှင်တပ်သား၈ဦးသေဆုံးပြီး၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သူကပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တိုက်စုံမှုတွေနဲ့ပတ်သက်ပြီးရေလက်အတန်ကထိခြားအတီမပြုတ်နိုင်ပါဘူး။ဘန်ကာရီကအင်အားကတော့20ချောလောက်ရှိတာကျွန်တော်တို့မျက်မြင်မြင်ရတယ်လို့ဘိုးသက်ကြီးကပြောပါရယ်။လေသိရွာစစ်ကော်မရှင်တပ်စစ်စည်ရေးဂိတ်ဟာလမ်းသွားလမ်းလာတွေကိုဖမ်းဆီးတာဖြတ်တန်းသွားလာနေတဲ့ကားတွေကိုချင်းချောင်းငွေတောင်းတာတွေလုပ်ဆောင်နေတဲ့ဂိတ်ဖြစ်တယ်လို့သိရပါရယ်။တိုက်ခိုက်မှုကုံ0ပျောက်ကြားတက်မဟာတရင်ခွနစ်မြင်းချံခရိုင်ရွှေကန်သာစစ်ကြောင်းမြင်းချံမြို့နယ်ပါကာဖောင်းစစ်တူကြီးတောင်းစစ်တီ0 colon ရန်ကုန်အကြီးကောင်စစ်ကြောင်းတင်ရွှေကန်သာစစ်ကြောင်းနှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲကိုအတူရောင်ရွှေကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကခန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းလွှတ်တော်ဆုံးဖြတ်ချက်အဆိုကိုထောက်ခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုတူရောက်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးစုကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်တည်ပြုလိုက်ပါတယ်။နယူးဇီလန်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီးဝင်းစတန်ပီတာကအာတီဟွန်ဝင်းစတန်ပီတာကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အစိုးကိုထောက်ခံပါကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်တွင်မြန်မာစစ်တပ်၏တရားမဝင်တူရောင်ရွေးကောက်ပွဲကို နယူးဇီလန်အစိုးရလက်မှတ်ခံကြောင်းတရားဝင်ထုတ်ပြန်ပြီးကအစိုးတရက်ကို Labor Party မှလွှတ်တော်အမှန် Phyllis Stoner Trifer ကတင်သွင်းခဲ့ပြီး Green Party မှ Tino Chrono ကထောက်ခံအစိုးပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအစိုးကိုအတည်ပြုဆုံးဖြတ်လိုက်ကြောင်းသိရှိရပါတယ်။ စစ်တိတ်ရွေးကောက်ပွဲတွင်စစ်မှတ်သောအတိုက်ခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ထုတ်ချေသည့်ဥပဒေများအပြင်ဖမ်းဆီးမှုများရှိနေကြောင်းလေဘာပါတီမှလွှတ်တော်အမတ်ဖီလစ်စ်တိုနာထရိုက်ဘက်ကဆိုပါတယ်အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြမ်းကြမ်းခံတော်လှန်နေကြပါတယ်ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်စစ်တရေရွေးကောက်ပွဲကအထူးရောင်ရွေးကောက်ပွဲဖြစ်တဲ့စေယုံတွေကြောင်းတွေနဲ့ဖီသူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရက်ဆက်တဲ့စစ်တပ်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးဟု နယူးဇီလန်လွှတ်တော်အမတ်ဖီလစ်ဒိုနာထရိုက်ဘက်ကလွှတ်တော်အတွင်ပြောဆိုပါတယ်။ Green Party မှာတီနိုဒူနိုက၎င်းနေဖြင့်မြန်မာပြည်သူများအထက်ရင်းအစုပ်ကိုထောက်ခံကြောင်းသူနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိသွားရောက်၍ First Finding အဖွဲ့တွင်လည်းပါဝင်ကြောင်းနေဆက်မှမြန်မာပြည်သူများနှင့်တွေ့ဆုံရာတွင်သူတို့၏ခြေရွာများကိုစစ်တပ်ကမိတို့လေးချောင်းတိုက်ခိုက်ပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနှင့်ပြည်သူများ၏အနာဂတ်အပေါ်မိတို့တက်ရောက်ပုံများကိုရှင်းပြခဲ့ကြောင်း မြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားသည့်အပြင်စန္ဒမဲပေးရတွင်လည်းပါဝင်ကြောင်းစစ်တပ်တိုက်ခိုက်တပ်ဖြတ်မှုများကြောင်းမြန်မာပြည်သူတန်းချီ၍ထွက်ပြေးနေရကြောင်းစစ်တပ်ရွေးကောက်ပွဲမှအထူးရောက်တာဖြစ်ကြောင်းလွှတ်တော်တွင်ပြောဆိုပါတယ်မြန်မာပြည်သူ3.6တန်းကျော်ပြည်တွင်းမှရွှေ့ပြောင်းထွက်ပြေးနေရတယ်နေဆက်တလျှောက်မှလည်းဒုက္ခသည်တန်းချီရှိနေပါတယ်ကြားပြင်ကြားဖြတ်လို့နေဆက်ဖြတ်ကျော်ရဆက်ခွင့်မှုတွေကလည်းကြီးထွားလာနေပါတယ်အဲ့ဒီလိုနေရာတွေမှာလူကုန်ကူးခံရမာတွေကလည်းစိုးရိမ်စရာရှိပါတယ် စစ်တပ်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူရောင်ဖြစ်ပါတယ်။စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့အဆိုဟာမြေပြင်မှာရှိနေတဲ့ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်နဲ့ကမ္ဘာတဝန်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်ဟု၎င်းကပြောပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးအာတီဟွန်ဝင်းစတန်ပီတာကလည်းလွတ်တော်ဤဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်ရွေးကောက်ပွဲမှာအထူးရောက်တာဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြမအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမည်ဖြစ်ကြောင်းလွှတ်တော်တွင်လာရောက်ထွက်ဆိုသွားပါသည်။ဆက်လက်ပြီး ARSA ကိုလက်မခံကြောင်းရခိုင်ပြည်ရှိမွတ်စလင်ကောင်ဆောင်များပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ရခိုင်ပြည်ဘူတိတောင်မောင်တုံးရသည့်တောင်စသည့်နေဆက်ဒေသများတွင်အယက်သားပြည်သူများအပေါ်အကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်နေသော ARSA အပါဝင် RSO AIE စသည့်မူဆလင်လက်နက်ကိုင်အဖွဲ့များအားလက်မခံကြောင်းဒူးတီတောင်မြို့နယ်ရှိမူဆလင်ပြည်သူများကပြောဆိုကြပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့ကဒူးတီတောင်မြို့နယ်ဖျားပြင်အောင်ပကျေးပါတွင်မူဆလင်ပြည်သူများတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးရင်းအတွေ့ဆုံပွဲတွင် ARSE, RSO, ARA တို့ကိုလက်မခံကြောင်းပြက်သားစွာပြောဆိုခဲ့ကြပါတယ်။အဆိုပါတွေ့ဆုံပွဲတွင်မူဆလင်ရဲရကောင်စီဝင်လူကြီးများဂျူရီလူကြီးများအပါအဝင်မူဆလင်ပြည်သူ1000ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ မွတ်စလင်ဂျူရီအဖွဲ့ဝင်တက်ဦးဖြစ်သူမော်လဝီအတူကော်နီကအကြံဖတ် ERS RSO ERA အဖွဲ့တွေကိုကျွန်တော်တို့မွတ်စလင်တွေအနေနဲ့လုံးဝလက်မခံပါဘူး။မကြသေးခင်ကအဲ့ဒီအဖွဲ့တွေဟာ AA ကိုတိုက်ခိုက်ပြီးအရကပြည်ကိုသိမ်းဖို့ပြောတယ်။အယက်သားပြည်သူမွတ်စလင်တွေရောရခိုင်ပါဝင်တခြားလူမျိုးတွေကိုပါဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတယ်။အကြံဖတ်အဖွဲ့တွေကိုလုံးဝမလိုလားပါဘူးဟုပြောပါတယ်။ ARSA, RSO, AIA အဖွဲ့များသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အခြေစိုက်ပြီး BGPE အကူအညီများဖြင့်ရှခိုင်ပြည်သို့ဝင်ရောက်ဒေသခံပြည်သူများပေါ်နေ့စဉ်အကြမ်းဖက်မှုများပြုလုပ်နေကြောင်းလည်း၎င်းကဆိုပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောသွားတယ် DA ဒီမြန်မာနေထိုင်တဲ့သူတိုင်းဟာဒီနိုင်ငံသားတွေဖြစ်တယ်။အားလုံးကတန်းတူပဲဖြစ်တယ်။အားလုံးအတူတူပူးပေါင်းပါဝင်ပြီးအလုပ်လုပ်ကြရမယ်။အဲ့ဒီလိုအလုံးလုံးမှအခွင့်အရေးဟာရလာမှဖြစ်တယ်ဟုအဆိုပါတွေ့ဆုံပွဲတွင်နောက်ထပ်မွဆလင်ကောင်းဆောင်တအူးကပြောကြားခဲ့ပါတယ်။ အော်တိုဘားလ24ရက်နေ့နက်ပိုင်းတွင်မောင်တော်မြို့နယ်ကင်းချောင်းကျေးရွာမှာအသက်16နှစ်အရွယ်အမျိုးသမီးတအုပ်နဲ့အမျိုးသားနှစ်ဦးမှ ARSA အဖွဲ့ထံဖမ်းဆီးခံထားရပြီးယနေ့အချိန်အထိပြန်မလွတ်သေးကြောင်းသိရပါတယ်။အော်တိုဘားလ22ရက်နေ့လယ်ပိုင်းကလည်းမောင်တော်မြို့နယ်တောင်ပိုင်းနှင့်ရသေးတောင်မြို့နယ်ကြားရှိမြို့ရုပ်ကျေးရွာအရှိတ်တတားအနီးတွင်ဈေးဝယ်ပြန်လာသောခရီးသည်တင်ကားတစ်စီးကို ARSA အကြံဖက်အဖွဲ့မှခြုံခိုတိုက်ခိုက်ဖိကတ်တပ်ဖြတ်ခဲ့ပါတယ်။ ထိုပြစ်ခတ်တပ်ဖြတ်မှုတွင်အမျိုးသမီး၂ဦးသေဆုံးခဲ့ပြီးအသက်၃နှစ်အရွယ်ကလေးငယ်အမျိုးသမီး၁ဦးနှင့်အမျိုးသား၂ဦးစုစုပေါင်း၃ဦးမှထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။သေဆုံးသွားတဲ့အမျိုးသမီး၂ဦးမှာအသက်30အရွယ်မတ်ဝဝေဆိုးနှင့်အသက်40အရွယ်ဒေါ်နိုင်နိုင်ဆွေတို့ဖြစ်ပြီးဒဏ်ရာရရှိသူ၃ဦးမှာမတ်ဝဝေဆိုး၏သမီးငယ်အသက်၃နှစ်အရွယ်ခိုင်မြတ်မောင်အသက်30အရွယ်ကိုထွန်းဝင်းနှင့်အသက်25နှစ်အရွယ်မောင်တန်းထွီတို့ဖြစ်ပါသည်။ ရသေးတောင်ဒေသခံတအူကအချမ်းဖက် ERSA တွေမောင်တော်မြောက်ပိုင်းကနေတောင်ပိုင်းအထိရောက်ရှိလာကြပြီးရသေးတောင်မြို့နယ်တွေရောက်လာကြတော့မင်းဒီအချမ်းဖက်သမားတွေရဲ့အနေရကတကယ်ဆိုရင်ဇရာကောင်းလာပါပြီအေးအေးလုံးချုံရေးအဖွဲ့အနေနဲ့အချမ်းဖက်ရှင်းလင်းရေးတွေကိုဒီထက်ပိုပြီးဖိဖိစီစီလုပ်ဖို့လိုအပ်ပါတယ်ဟုပြောပါတယ် ERSA နဲ့ RSO စသည့်အချမ်းဖက်အဖွဲ့များမှဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှရခိုင်ပြည်သို့စီးဝင်ပြီးမောင်တော်မြို့နယ်မြောက်ပိုင်းနေဆက်မိုင်တိုင်အမှတ်57ကနေ58ကျားတွင် အကြံဖတ်မှုကျူးလွန်နေပြီးအေးအေးလုံခြုံရေးတပ်စခန်းများကိုလည်းဝင်ရောက်တိုက်ခိုက်နေကြောင်းသိရပါဗျ။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။